အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့တဲရမပြောသောအမှန်စကားများအစီအစဉ်လေးမှာတနင်္လာသားသမီးမိတ်ဆွေများအတွက်23ရက်3လ2025မှ29ရက်3လ2025တပတ်တာကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါလိမ့်ရှင်။တနင်္လာသားသမီးမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်သာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။တနင်္လာသားမိတ်ဆွေများအနေနဲ့လက်တလုံးမှာပေါ့နော် အရာအလုံးကို မြစ်တာတရားကိုရှေ့ထားပြီးတော့ဆောင်ရွက်ပေးဖို့အကြံပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့မြစ်တာတရားကမိမိရဲ့ဘဝမှာ အာတာချက်ဖြစ်ပြီးတော့အရာရာကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မလို့မကောင်းတဲ့အရာကိုမတွေးပါနဲ့ကောင်းတာကိုပဲတွေးမယ်ကောင်းတာတွေပဲပြောမယ်ကောင်းတာတွေပဲလုပ်မယ်เนาะဒါဆိုလို့ရှိရင်တနင်္လာနေ့ဓာတ်ပုမိတ်ဆွေများအတွက်လာမယ့်တပတ်တာအတွက်အားလုံးဟာအကောင်းနေကြီးပဲဖြစ်ပါလိမ့်မယ် မီးသုံးဆွဲတာလျှက်စစ်သုံးဆွဲတာဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပေးပါကျဲမိုင်းကြီးနဲ့ပတ်သက်ပြီးတော့လည်းသွေးသားနဲ့ပတ်သက်တာအာယုန်ကြောနဲ့ပတ်သက်တာဒါလေးတွေဂရုစိုက်ပေးဖို့လိုပါတယ်အပြိုင်ဆိုင်လောက်ရတဲ့ကိစ္စတွေအဲ့လိုကိစ္စလေးတွေပေါ်ပေါက်တတ်တယ်ပေါ့နော်အဲ့လိုကိစ္စလေးတွေမှာလည်းမိမိကနှလုံးရည်ကိုဥစားပေးပြီးတော့ဆုံးဖြတ်ပါဘယ်လိုကိစ္စမျိုးပဲမဆိုပေါ့နော်ပြိုင်လာတဲ့ကိစ္စလေးတွေကိုဘယ်လိုနည်းနဲ့ပဲတိုက်ခိုက်တိုက်ခိုက်ကိုက အပြုံးမပြတ်ရင်ဆိုင်မယ်ဆိုရင်တော့အားလုံးကိုကိုကအေးချမ်းချမ်းနဲ့အနိုင်ရပါလိမ့်မယ်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်တာကျန်းမာရေးနဲ့ပတ်သက်တာပြောမယ်ဆိုလို့ရှိရင်အစားမှားခြင်းစေမှားခြင်းနော်ဒါလေးဒီကိစ္စိုက်ပါငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိဆုံးရှုံးမိလို့ထင်တဲ့အရာတွေပေါ့နော်ပြန်လည်ရရှိလာပါလိမ့်မယ်အဲနောက်တစ်ခါမိမိအခုချိန်မှာပေါ့နော်ပြောချင်တာတပတ်တာလုံးမှာတော့ကိုယ်စိတ်နှစ်ပါးလုံးကိုတတ်နိုင်ဆုံးအေးချမ်းချမ်းဖြစ်ဖို့ ကြံပေးခြင်းပါတယ်နော်ခရီးသွားဖို့ကြံစီထားတဲ့မိတ်ဆွေတွေသွားမလို့လို့မသွားလို့လို့ ਨੇ ဖြစ်နေတတ်ပါတယ်စိတ်ကိုနှစ်ခွဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့မသွားလို့ရရင်မသွားဖို့အကြံပေးခြင်းပါတယ်ခရီးကြိုအနေငယ်ညံ့နေပါတယ်နော် သူတို့ဘာတိုက်ခိုက်ခြင်းသူတို့ဘာဒုက္ခပေးခြင်းတွေမရှိပါဘူးသူတို့ဘာတိုက်ခိုက်လို့ကိုယ်မှာပျက်စီးဆုံးရှုံးသွားတာမျိုးတွေအဲဒုက္ခရောက်မှာမျိုးတွေမရှိပါဘူးเนาะအဲ့တော့မိမိရဲ့စိတ်ကိုအေးချမ်းချမ်းလေးထားမယ်ဆိုလို့ရှိရင်အရာအလုံးဟာပြောင်းလဲသွားပါလိမ့်မယ်အိမ်တွင်နေရိုးရာတွေလုတ်တဲ့အလေးထားရှိတဲ့မိတ်ဆွေများကတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လုပ်ပေးပါလက်ဖက်တရုပ်ကွန်းတရားပဲဖြစ်ဖြစ်ဒါနာလေးပြုပေးပါအဲ့ဒါဆိုလို့ရှိရင်အားလုံးစင်ပြေသွားပါလိမ့်မယ်နော် အဲ့တော့တနုရီသားသူမိတ်ဆွေများပြောရမယ်ဆိုလို့ရှိရင်တော့ဘာသာရေးလေးကိုအားဆိုင်ပြီးတော့လုပ်ပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မိမိဘက်ကအဲအကောင့်နေအားတာလာမယ့်အချိန်ပဲဖြစ်ပါတယ်เนาะနောက်တစ်ခုကအိမ်ရဲ့အိမ်အခန်းတို့အိမ်ဦးခန်းတို့ပေါ့เนาะအဲ့ဒီနေရာတွေမှာမိမိဒီနိုင်ရက်တောင်နေနိုင်ဖိတ်စားတွေဒါမျိုးတွေရှိမယ်ဆိုလို့ရှိရင်စွန့်ပစ်ပေးပါ နောက်ပြီးတော့ဒီရိုးရာနဲ့နဲ့ပတ်သက်ပြီးတော့မြင်းပြူရှင်ကိုကိုရတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းထမင်းဥပေါင်းနဲ့ထညက်ခဲလေးနဲ့ပေါ့နော်မြင်းပြူရှင် ကိုတိုင်တယ်ပြီးတော့ဒါနပြုမယ်လက်လာပါတွေပွင့်ပါစေဆိုတာလေးကိုကိုကဟိုလူလုံးမနဲ့လူနဲ့လူမဂျုံမဆိုတဲ့စကားအတိုင်းပေါ့နော်အဲ့လိုလေးလုပ်ပေးမယ်ဆိုလို့ရှိရင်တော့အားလုံးကအဆင်ပြေသွားပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဝင်ထွက်တွေအဲ level ဖြစ်နေတဲ့ကာလလို့ပြောချင်တယ်ပေါ့နော်အဲ့တော့ ကောင်းတာတွေလုပ်ရင် ကောင်းတာတွေဖြစ်လာလိမ့်မယ်ရရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်စိတ်ကြမ်းမာကြီးချို့တက်နေတဲ့လူတွေကို အာဟာရဒါနကျွေးတဲ့ရရလေးလုပ်ပေးပါနောက်ပြီးတော့အရိဒံပလီပေါ့နော်အရဟံတိတ်တိဂုံတော်အဲအဲ့ဒါလေးကိုအရိဒံကိုရည်တိတိဝင်ပေးလိုက်မယ်ဆိုရင်တနုနေသားသမီးမိတ်ဆွေများဟာလူရဆန္ဒလေးတွေပြေဝသွားပါလိမ့်မယ်ရှင်အားလုံးမင်္ဂလာပါရှင် ကျမရဲ့တဲရောမှာပြောသောအမှန်စကားများအစီအစဉ်လေးကိုစောင့်မြင်နေကြတဲ့တနင်္လာသားသမီးမိတ်ဆွေများအတွေ့23ရက်3လ2025မှာ29ရက်3လ2025တပတ်တာကံကြမ္မာဖတ်ကြားပြီးမှာဖြစ်ပါလိမ့်ရှင်။တနင်္လာသားသမီးမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်သာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေများလက်တလောမှာ စိတ်နဲ့ပတ်သက်ပြီးတော့ စိတ်ညစ်နွမ်းနေတာတွေစိတ်အလိုမကျတာတွေဒါမျိုးလေးတွေဖြစ်နေတတ်ပါတယ်เนาะအလုံးနဲ့ပတ်သက်ပြီးတော့လေစိတ်တိုင်းမကျတာတွေတွေ့ရသလိုကိုကိုကိုမားတာကိုကိုမားတဲ့မားခွက်ကိုထောက်ကြည့်နေမဲ့လူတွေရာလဲရှင့်နေတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးမိတ်ဆွေများဒီကာလမှာတော့စိတ်ကိုအေးအချမ်းချမ်းလေးနဲ့ထားပြီးပါလို့အကြံပေးပါရစေရှင်အောင်မြင်မှုတွေက မိမိရဲ့အလောက်ကင်နဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေမထင်မှတ်တဲ့ဘက်ကနေရလာတတ်ပါတယ်ရဝေးရနေသတင်းကောင်းကြီးကြားတတ်ပါတယ်အဝေးရောက်နေတဲ့မိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ဆိုလည်းကောင်းနိုင်ငံရေးခြားနဲ့ပတ်သက်ပြီးတော့ဆိုလည်းကောင်းသတင်းကောင်းကြီးကြားရတတ်ပါတယ်လက်လာပါနဲ့ပတ်သက်ပြီးတော့အခုတစ်ပတ်အတွင်းမှာ လက်ရှင်မဲ့ကာလလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့အဲဒါလေးတွေဒါလေးတွေရရှိလာဖို့ဆိုတာကမိမိရဲ့စိတ်ကိုအတက်နိုင်ဆုံးအေးချမ်းချမ်းထားပြီးပါလို့ပဲအကြံပေးချင်ပါတယ်ရှင်။ငွေကြေးနဲ့ပတ်သက်တာ၊ကျန်းမာရေးနဲ့ပတ်သက်တာအထူးပြောစရာမလိုပါဘူး။ငွေကလည်း သူသူဟာသူအဆင်ပြေပြေလေးနဲ့လက်ပတ်လို့ရနိုင်မဲ့ကာလာမျိုးဖြစ်ပါတယ်။ကျမ်းမာရလည်းအထွေထူးပြောစရာမရှိပါဘူးเนาะ။အထိကတော့စိတ်ကိုပဲငြိမ်ငြိမ်ထားပြီးပါစိတ်တည်ငြိမ်အောင်ထားပြီးဖို့ပဲအကြံပေးချင်ပါတယ်เนาะ။ဘာလို့ပဲလို့လို့ ကိုကိုစိတ်ကိုကိုပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်ပါကိုဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်ကိုရဲဝံ့စွာနဲ့အကောင့်ထဲပေါ်ပြီးပါအဲ့ဒါဆိုလို့ရှိရင်မိမိမှာအကောင့်ကြီးပဲရရှိလာပါလိမ့်မယ်သူတစ်ပါးဒုက္ခပေးခြင်းတိုက်ခိုက်ခြင်းတွေတော့မရှိပါဘူးသူတစ်ပါးဒုက္ခပေးလို့ဒုက္ခရောက်ဖို့လုံးဝမရှိပါဘူးเนาะအဲ့တော့ခရီးသွားဖို့ကြံနေတဲ့မိတ်ဆွေများအထူးကောင်းတဲ့ကာလဖြစ်ပါတယ်เนาะခရီးချို့အလွန်ကောင်းပါတယ်ခရီး သွားမယ်လို့ကြံနေသွားပါ IKEA ကနေပြန်လာပြီးရင်ကို့မှာအဲလက်လာပါတယ်ရရှိလာမယ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့သူတော်ဘာကြောင့်ဒုက္ခပေးတာမျိုးတွေမကြုံတွေ့ရပါဘူးသို့တော့မီလီယက်စစ်သုံးဆွဲတာလေးတော့အထူးကူးဆိုင်ပေးဖို့အကြံပေးခြင်းပါတယ်เนาะဒါလေးတွေနဲ့ပတ်သက်ပြီးတော့ NDA လေးတွေရှိတတ်ပါတယ် တော့အပြိုင်ဆိုင်ကိစ္စတွေမှာလည်းကိုယ်စိတ်ကိုယ်ကိုယ်နိုင်နိုင်အောင်ဆုံးဖြတ်မယ်ဆိုရင်အောင်မြင်မဲ့ကာလလို့ပြောချင်ပါတယ်နောက်တစ်ခုကအဓိကတော့တနင်္လာသားသမီးမိတ်ဆွေများကိုအထူးပြောချင်တာကတော့နှုတ်ကိုဆင်ခြင်ပေးဖို့အကြံပေးချင်ပါလိမ့်ရှင်နှုတ်ကြောင့်ကြေတတ်ပါတယ်ဒါကြောင့်မလို့ဒါလေးကိုလည်းကူးဆိုင်ပေးပါ မကောင်းတဲ့အညံ့နေပြေပြောက်ပြီးတော့ကောင်းတာတွေကိုယ်မှာကံကြမ္မာပြောင်းလဲမှုတွေဖြစ်လာဖို့အတွက်ကို ဂနန်းတကောင်ကိုဝယ်လို့ရမယ်ဆိုလို့ရှိရင်ဂနန်းလက်မနှစ်ခုကိုပိုးပြီးတုတ်ထားတဲ့ဂနန်းတကောင်ကိုဝယ်လိုက်ပါဝယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဂနန်းကိုချောင်းရေစီးချောင်းတစ်ခုမှာကျိုးကိုဖြီးပြီးတော့ညှက်ချပေးလိုက်ပါ ကိုမတို့လွတ်ပေးလိုက်တဲ့အတွက်ကိုမကြုံတွေ့ရတဲ့အကျက်တဲအရာမင်းများအားလုံးလွတ်မြောက်ပါစေလို့ဆုတောင်းပြီးတော့အဲ့ရတဲ့အလို့ပြုတ်ပေးပါ နေအိမ်ကေဟာမှာ မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကို မွေးနေ့မှာရေတက်ပေတဲ့ကုသိုလ်လေးပြုပေးမယ်ဆိုရင်တင်းလာသားသမီးမိတ်ဆွေများအညံ့နေ အားလုံးပြေပြောက်သွားပါလိမ့်မယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် ကျမရဲ့တက်ရော့မှာပြောသောအမှန်စကားများအစီအစဉ်လေးကိုစောင့်ညွန်နေကြတဲ့အင်္ဂါသားသမီးမိတ်ဆွေများအတွက်23ရက်3လ2025မှ29ရက်3လ2025တပတ်တာကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါလိမ့်ရှင်အင်္ဂါသားသမီးမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်သာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်ရှင်အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်တာကာလအတွင်းမှာပေါ့နော် အဆစအရာရာသွားသတိလာသတိသတိလေးတွေနဲ့ဆင်ခြင်ပြီးတော့နေမယ်ထိုင်မယ်သွားမယ်လာမယ်လို့အကြံပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိမိလမ်းခရီးသွားရင်းနဲ့အန်ဒီရဲ့ဂျုံနာမျိုးဖြစ်တတ်ပါတယ်နောက်တစ်ခုကရိုးရနှက်တည်းရဲ့အဲညှုပ်ဖွဲ့ခြင်းရိုးရနှက်တည်းရနေပြီးတော့မကြည်မနှက်လို့ကိုယ်မှလာပြီးတော့ထိခိုက်တာလေးတွေဒါလေးတွေလည်းတွေ့ရပါတယ်အဲ့တော့အောင်မြင်မှုတွေ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ကမိမိရဲ့ယုံကြည်မှုကမိမိရဲ့ဘဝပဲဖြစ်ပါတယ်เนาะအဲ့တော့ကိုကအပြက်တွေကိုပဲတွေးနေမယ်ဆိုလို့ရှိရင်ကို့အတွက်အကောင်းတွေကဝေးသက်သက်ဝေးသွားပါလိမ့်မယ်ဒါကြောင့်မို့လို့ခုချိန်ရဆပြီးတော့အပြက်ကိုမတွေးပါနဲ့မပြောပါနဲ့လို့အကြံပေးချင်ပါတယ်လက်လာပါတွေလည်းဝင်ဖို့ရှိပါတယ်ဆက်ရင်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လုပ်တဲ့မိတ်ဆွေများအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ငွေကြေးလက်ပတ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း အေးစစ်စစ်နဲ့ဖြတ်တန်းနိုင်ပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လည်းအဲဥကောင်းပိုင်းနဲ့ပတ်သက်တာအာယုန်ကျောနဲ့ပတ်သက်တာကျမ်းမာရေးညံပြင်းတတ်ပါတယ်။ ်နောက်တစ်ခါစိတ်ရှုပ်ထွေးတာပေါ့နော်ညဘက်အိပ်မပျော်သောယောဂါဒါလေးတွေဖြစ်တတ်ပါတယ်စိုးရင်စရာတော့မရှိပါဘူးနော်သူတပားကိုကိုဒုက္ခပေးတာမျိုးလည်းမရှိပါဘူးအဲ့တော့မိမိချစ်သူနှစ်ဦးဝေးကွာနေတဲ့မိတ်ဆွေများအနေနဲ့လည်းပြန်လည်ပြီးတော့ပေါင်းစုဖို့လေးတွေတွေ့ပါတယ်အဝေးရောက်နေတဲ့တယောက်နဲ့တယောက်ဝေးကွာနေတဲ့မိတ်ဆွေများလည်းတရင်ကောင်းနေကြားပြီးတော့ပြန်လည်စုံကြည့်ဖို့လေးတွေရှိပါတယ်နောက်တစ်ခါသူတပားတိုက်ခိုက်တဲ့ ကိစ္စတွေကြောင့်အချင်းချင်းစိတ်ဝမ်းကွဲတာတို့ပါတို့ဖြစ်တတ်ပါတယ်အလောက်ကိုင်းထဲမှာအချင်းချင်းမိသားစုထဲမှာအချင်းချင်းသူတစ်ပါးစကားကြောင့်အခက်အခဲတွေကြုံတတ်တယ်ပြဿနာတွေပေါ်တတ်တယ်အရာတွေကို သူတစ်ပါးကိစ္စတွေကိုကိုကောင်းနဲ့မထည့်ပါနဲ့လို့အကြံပေးချင်ပါတယ်နောက်တစ်ခုကမကောင်းသောအညံ့နေပြောင်းလဲမှုတွေကမိမိရရှိလာတော့မှာပါเนาะအညံ့နေတဲ့အညံ့နေလေးတွေကနေပြီးတော့ကောင်းလာပါလိမ့်မယ် ်အမိမိစိတ်ကိုမိမိပြင်ဆင်ထားပါเนาะမနမိုးတောက်အလင်းရောက်တဲ့အခါမှာတတဝါတွေကိုမြစ်တံပို့ပြီးတော့နိုးထားတဲ့အချိန်မျိုးလုပ်ပေးပါအဲ့ရနိုးတာနဲ့မျက်လုံးနှလုံးပွင့်လိုက်တာနဲ့အဲတတဝါတွေကျန်းမာချမ်းသာကြပါစေဆိုတာလေးကိုမြစ်တံပို့ပြီးပါကိုဒီနေ့လုပ်တဲ့လှုပ်ဆောင်ချက်တိုင်းဒီကောင်းသောလှုပ်ဆောင်ချက်တွေပဲဖြစ်ပါစေဆိုတာမြစ်တံလေးပို့ပြီးတော့နိုးထပေးပါအဲ့ဒါဆိုလို့ရှိရင်ကိုရီမန်းထားတာတွေအားလုံးက အေးချမ်းချမ်းနဲ့အဆင်ပြေသွားပါလိမ့်မယ်။ရရရအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ခရီးလမ်းသွားရင်းနဲ့ကြုံတဲ့လူတွေကိုလမ်းစိတ်ပြတ်တဲ့လူတွေလမ်းစိတ်လှူပေးပါနော်။နေအိမ်ဖျားမှာလင်ပန်းတစ်ချက်တည်းမှာအစိမ်းအစိမ်းရောင်အလင်းတိုင်ပေါ့နော်။အသေးလေးတွေအတိုင်သေးလေးတွေပေါ့နော်။အဲ့ဒါလေးတွေကိုးတိုင် လင်ပန်းနဲ့ထည့်ပြီးတော့ဖျားမိပူဇော်ပေးပါ။ပူဇော်ရင်းနဲ့အရဟံအစဘဂဝါအဆုံးဂုံတော်၉ပါးကို ပဒီကိုဘတ်စိတ်ပြီးတော့အဋိဌံကိုရဲ့ဝင်ပြီးလိုက်မယ်ဆိုရင်အင်္ဂါသားသမီးမိတ်ဆွေများဟာကံကြမ္မာအကောင်းဘက်ကိုရရှိလာမှာအေကံပါပဲရှင်အားလုံးမင်္ဂလာပါရှင် ကျမရဲ့တန်းရုံမှာပြောသောမှန်စကားများအစီအစဉ်လေးကိုစောင့်မျှော်နေကြတဲ့ဗုဒ္ဓသာသမိမိတ်ဆွေများအတွေ့23ရက်3လ2025မှာ29ရက်3လ2025တပတ်တာကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓသာသမိမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်တာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။ဗုဒ္ဓသာသမိမိတ်ဆွေများတပတ်တာကာလအတွင်းချုပ်ငုံပြီးပြောရမယ်ဆိုရင်တော့ဥစွာပထမ ကန်ကြမာရဲ့အလှည့်ပြောင်းလေးတွေကြုံတွေ့တတ်ပါတယ်။ဘာလဲဆိုလို့ရှိရင်မိမိလုပ်တဲ့လုပ်ငန်းတွေမှာအတိုက်အခံတွေပေါ်တတ်တယ်။မိမိအမြင့်ဘိုင်းနဲ့ပတ်သက်ပြီးတော့လှုပ်ရတဲ့လူတွေအမြင့်တက်ရတဲ့ပုံကိုယ်တွေပေါ့နော်အဲ့လိုလောက်ရတဲ့လူတွေကဂရုစိုက်ပေးပါခြေချော်လက်ချော်ဖြစ်တတ်တာလေးတွေတွေ့ရတတ်ပါတယ်အဲ့တော့ဒါလေးတွေဂရုစိုက်ပေးပါလက်လာပါနဲ့ပတ်သက်ပြီးတော့ ဒီတပတ်တာကာလအတွဲမှာဘာသာရေးကိုစ조사ပြီးတော့လုပ်ပေးပါလို့အကြံပေးခြင်းပါတယ်เนาะဘာသာရေးဖိလို့ရင်မိမိဘက်ကလက်လာပါလိမ့်ရွှင်လာပါလိမ့်မယ်မိမိအိမ်မှာမိသားစုကလွဲပြီးတော့တခြားညအိမ်ညက်နေလာတဲ့လူတွေရှိရင်လက်မခံဖို့အကြံပေးခြင်းပါတယ်အဲ့ဒီလိုပုံကူမျိုးအထူးသဖြင့်တော့မုံဆိုးဖို့မုံဆိုးမှအိမ်အောင်ပြက်တည်ပေါ့နော်ဒါမျိုးတွေလာအိမ်ရင်ညံ့ပါတယ်သူတို့တွေကိုလက်မခံဖို့အကြံပေးခြင်းပါတယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်ဖို့တွေရှိပါတယ်နိုင်ငံခြားငွေစီးဆင်းမှုတွေအရန်အားကောင်းပါတယ်နောက်တစ်ခါနိုင်ငံခြားသွားဖို့စာမွေးဖြည့်တဲ့ပုံကိုယ်တွေနောက်တစ်ခါနိုင်ငံခြားသွားဖို့ကြံစီနေတဲ့မိတ်ဆွေတွေအထူးကောင်းတဲ့ကာလပဲဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျန်းမာရေးငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိညှော်လင့်ထားတဲ့အရာတွေအောင်မြင်လာဖို့ရှိပါတယ်ဒါကြောင့်မလို့မိမိ မျောလင်းထားတဲ့အရာရည်မှန်းထားတဲ့အရာတွေကိုနောက်မဆုတ်ဘဲနဲ့ရဲရဲဝံ့ဝံ့စောင့်ရဖို့တိုက်တွန်းချင်ပါတယ်ရှင်။သူတော်ဒုက္ခပေးလို့ကိုယ်မှာဒုက္ခရောက်ဖို့ရှိလားဆိုတော့မရှိပါဘူးเนาะ။အဲ့တော့ပြောင်းလဲမှုအရန်ဖြစ်သွားပါလိမ့်မယ်เนาะ။အဲ့တော့မိမိယုံကြည်ရတဲ့ယုံကြည်ချက်တွေယုံကြည်မှုထားထားတဲ့လူလုံးဝနောက်မဆုတ်ဖို့အကြံပေးချင်ပါတယ်။အစပိုင်းမှာစိတ်တက်မကြပါနဲ့စိတ်တက်ကြရင် လမ်းတော့ကနေပြီးတော့ပြန်လည်လာပါလိမ့်မယ်เนาะအဲ့တော့ရှေ့သို့သွားမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲဆိုတော့မျက်လှည့်ပြသလိုပဲเนาะချက်ခနဲ့ပြောင်းလဲမှုလေးတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့မြုပ်နေတဲ့အရာတွေလည်းပြန်ပေါ်လာတတ်ပါတယ်။အဲဒါကြောင့်ကိုယ်စိတ်သာလျင်အဓိကဖြစ်တဲ့အတွက်ကျမရဲ့ဘုံဘူးသားပြိမိတ်ဆွေတို့ဒီနေရာလေးရနေပြီကျမကရဲဝံ့စွာနဲ့ပြောချင်တာကယုံကြည်မှုထားလိုက်ပါ။အောင်မြင်မှုတွေကမိမိလက်တကန်းကိုရောက်ရှိနေပြီဆိုတာလေးကို မင်္ဂလာစကားလေးပါချင်ပါတယ်ရှင်အရန်ကောင်းတဲ့ကာလဖြစ်နေပါပြီအစာပိုင်းမှာညံ့လာပြီးတော့မှကိုယ့်ရဲ့ဒိတ်ထန်အားတွေနော်စွမ်းအားတွေကိုဖြစ်လိုက်မယ်ဆိုရင်အရန်ကောင်းတဲ့ကာလဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်ဒါကြောင့်မလို့စိတ်ကိုတော့ညင်အောင်ထားပြီးပါကိုလုတ်တဲ့အလုပ်ဒီပေါ်မှာလမ်းတစ်ဘက်ကနေပြတ်မသွားဖို့ကိုအားဆိုင်ပေးဖို့ကျမကအကြံပေးချင်ပါတယ်အဲ့တော့ရရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လာမယ့်ဒီ မိမိရဲ့မွေးနေ့ပေါ့နော်ဗုဒ္ဓနေ့မှာတတ္တဝါတွေရဲ့အသားကိုလှူဒန်းတဲ့အဋ္ဌံလေးလှုပ်ပေးပါနော်အသားလှူဒန်းတဲ့အဋ္ဌံပေါ့နော်အဲ့ဒါလေးလှုပ်ပေးပါလေနိုင်ရှိသောတတ္တဝါတွေရေနိုင်ရှိသောတတ္တဝါတွေကိုအစာလေးကျွေးတဲ့ဒါနာလေးပြုပေးလိုက်ပါနော်ခိုစာကြီးစာငှက်စာပေါ့နော်အဲ့ဒါလေးတွေကျွေးမယ်အဲငါးလေးတို့အစာကျွေးမယ်ပေါ့အဲ့ဒါဆိုရင်ကျမရဲ့ဗုဒ္ဓသားပြိမိတ်ဆွေများဟာမကောင်းတာတွေအလုံးပြည့်ပြောက်ပြီးကောင်းတာတွေရဖို့ ဧကံမလွဲပါပဲရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့တဲရမပြောတော့အမှန်စကားများအစီအစဉ်လေးကိုစောင့်ညွန်နေကြတဲ့ကြာသာပရိသတ်ပြိမိတ်ဆွေများအတွက်23ရက်3လ2025မှာ29ရက်3လ2025တပတ်တာကန်ကြပါဖတ်ကြားပေးမှာပဲဖြစ်ပါလိမ့်ရှင်ကြာသာပရိသတ်ပြိမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်သာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်ကြာသာပရိသတ်ပြိမိတ်ဆွေများ နိုင်ငံရခြားနိုင်ငံခြားဘာသာခရီးလမ်းပတ်အရာရာကောင်းမွန်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ဂျာတာပိသားပြီးမိတ်ဆွေများဟာဆိုလို့ရှိရင်ကိုလုံမဲ့အလုပ်ကိုယုံယုံကြည်ကြည်နဲ့အားစိုက်ပြီးတော့လုပ်ပေးပါတို့တော့စိတ်ကလေးကိုတော့မိမိက ထိမ့်ပေးဖို့လိုပါတယ်ခိုက်ရင်ဒေါသဖြစ်တတ်ပါတယ်လက်တလုံးအခြေအနေမှာ ငွေကြေးနဲ့တော့၎င်းအလုတ်ကိုင်းနေနဲ့တော့၎င်းစိတ်ထဲမှာမတည်မကြနေဖြစ်ပြီးတော့လက်ရှိလုတ်တဲ့အလုတ်ပေါ်မှာစိတ်ကုံနာတို့နောက်တစ်ခုကိုပြောင်းချင်နာတို့ဒါမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့တော့ပြောင်းလဲလုတ်ကိုင်းမှုအကျန်စီနေတဲ့မိတ်ဆွေဆိုရင်လည်းပြောင်းလို့ရပါတယ်။အဲစိတ်တွေညင်ရွမ်းနေတာမျိုးဆိုလို့ရှိရင်တော့တည်ငါခဏလေးတိတ်ကြီးခံပေးလိုက်ပါလို့အကျံပေးခြင်းပါတယ်။အောင်မြင်မှုတွေရလာပါလိမ့်မယ်နော်။မိမိကလက်ရှိလုပ်နေတဲ့အလုပ်ကိုင်းနေပေါ်မှာ အဲမိမိထင်တာလေးတွေဖြစ်မလာသေးတာလိုချင်တာလေးတွေရမလာသေးတဲ့အတွက်မိမိမှာစိတ်တဲ့ကြာစင်းတာလေးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုကိုကငါတနေ့ရလာမယ်ဆိုရယ်ယုံကြည်မှုလေးနဲ့လုပ်ပေးမယ်ဆိုရင် အောင်မြင်မှုရပါလိမ့်မယ်ကို့ပေါ်မှာနော်သူတပားကအမားကိုထောက်နေတာလေးလည်းရှိတတ်ပါတယ်ဒါကြောင့်မလို့ကြာသာပြေးသားမှုမိတ်ဆွေတွေကို့စိတ်ကိုကိုအေးချမ်းချမ်းလေးနဲ့ဖြတ်တန်းပြီးတော့လုပ်ကင်ပေးပါနော် မကောင်းတဲ့အရာလေးတွေကနေကောင်းတာလေးတွေရလာပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းဒီလိုပဲဆုံးရှုံးမိလို့ထင်တာတွေရလာပါလိမ့်မယ်။ကိုယ်အကူအညီတောင်းထားတာလေးရှိရင်လည်းကိုက အကူအညီလေးတွေရလာပါလိမ့်မယ်။အဲ့တော့ဘာသာရေးလေးတွေကိုလှုပ်ပေးဖို့တော့အကြံပေးချင်ပါတယ်နော်။အဲ့ဒါလေးလှုပ်မယ်ဆိုလို့ရှိရင်တော့မကောင်းတဲ့ကံကြမ္မာအညံ့တွေကနေပြီးတော့ပြေပြောက်သွားပါလိမ့်မယ်။နောက်တစ်ခုကသူတစ်ပါးမလိုမုန်တာအတက်တွေနဲ့လိုက်လှုပ်တာမျိုးတွေမရှိပါဘူးနော်။ နန်နမိုးတောက်အလင်းရောက်တဲ့အခါမှာမိမိနိုးထတဲ့အခါမှာမကောင်းတဲ့စိတ်ကိုလုံးဝမတွေးပါနဲ့เนาะစပြီးတော့အဲ့ရနိုးတဲ့အခါမှာမကောင်းတဲ့အတွေးတွေဝင်လာမယ်ဆိုရင်ချက်ချင်းဖြောက်ပြစ်လိုက်ပါเนาะဘာဖြစ်လို့ဆိုတော့ကောင်းတာတွေကိုရှိမှရလာဖို့ရှိနေပါတယ်အဲ့တော့သူတစ်ပါးကြောင့်ဒုက္ခရောက်ဖို့ကိန်းနေတော့မရှိဘူးတဲ့သို့တော့ရဝေးကနေပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးလာရောက်အကူအညီတောင်းတာတို့ငွေတွေကိုယ်ကိုလာပြီးတော့ အဲချင်းငါခိုင်းနာတို့ဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့စင်ញင်ပေးဖို့အကြံပေးခြင်းပါတယ်ဆုံးရှုံးတတ်တယ်ကိုကကြားနေပြီးတော့စိုက်ရတတ်ပါတယ်เนาะအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အားစိုက်ပေးပါရိုးရာနဲ့တည်းကိုရဲ့မီယိုဖလားမိဆိုင်ဖဆိုင်တွေကိုလက်ဖက်နှမ်းချက်သွန်ကြော်လေးနဲ့ဝန်ချတောင်းပန်ပြီးတော့เนาะတစ်ချိန်ကဂရီတွေပေးခဲ့တာတွေရှိခဲ့ရင်လဲခွင့်လွှတ်ပေးဖို့တောင်းပန် ဖို့ပေါ့เนาะအဲ့ဒါလက်ဖက်ကလေးနဲ့ဆက်ပြီးဖို့အကြံပေးခြင်းပါတယ်เนาะနောက်တစ်ခုကဖုန်ကြီးဆုံးကတ်ဖို့တို့ဘာသာရေးအလှူတစ်ခုလုပ်ဖို့တို့ဒါတွေကြံထားတာရှိတယ်ဆိုလို့ရှိရင်ဆောင်ရွက်ရပါလိမ့်မယ်ကောင်းတဲ့အကျံစီတွေအောင်မြင်ပါလိမ့်မယ်เนาะအမျိုးသမီးတဦးရဲ့ကူညီမှုကိုလည်းရတတ်ပါတယ်ဒါကြောင့်ကြာသာပေးသားပြီးမိတ်ဆွေများဟာမိမိ ကိုယ်ကမှုဆိုင်ရာနဲ့ပတ်သက်တဲ့မယ်ရော်တွေကိုတိုင်တယ်ပါမိမိလိုချင်တဲ့ဆန္ဒတွေကိုအိမ်ဖျားမှာပေါ့နော်အလင်းတိုင်းထွန်းညှိပြီးတော့အလင်းတိုင်းအကြီးပေါ်မှာအတိုင်အသေးကိုဆင့်ထွန်းတဲ့ရရလေးလှုပ်ပေးပါနော် အတိုင်အကြီးဖျောင်းနိုင်အကြီးတတိုင်ပေါ်မှာသူ့ရဲ့မိစာနဲ့ကပ်ပြီးအတိုင်သေးသေးလေးတတိုင်ကိုထွန်းညှိပေးပါအဲ့ဒီရရလေးကိုလှုပ်မယ်ပြီးလို့ရှိရင်မိမိဖြစ်ချင်တဲ့ဆန္ဒကို ပြင်းပြင်းထန်ထန်နဲ့ဆောင်ရွက်ပါကိုလေးလေးနက်နက်နဲ့တိုင်တယ်ပေးပါဘာလိုချင်တာလဲကိုလိုချင်တာတွေကိုမြတ်စွာဘုရားရှင်ကိုရောင်မြကြီးထံမှာမှအလင်းတိုင်းထွန်းကြီးလှူဒန်းရင်းနဲ့စိတ်ကိုအေးချမ်းစွာနဲ့ထားပြီးတော့ကိုပြုတ်ခဲ့တဲ့ကုသိုလ်တွေကို ပြန်လည်ပြီးတော့အကျိုးပြုခြင်းအမြန်ဆုံးရောက်ရှိပါစေဒီအကျိုးပြုခြင်းရောက်လာပြီးတော့ကိုမှခက်ခဲတဲ့ကိစ္စတွေအားလုံးဟာအေးချမ်းသွားပါစေဆိုတာလေးဆုတောင်းမယ်ဆိုရင်ကျမရဲ့ ကြာသာပြီးတောက်ပြိမိတ်ဆွေတွေဟာအပူတော့ကလေးတွေငိမ့်သွားပါလိမ့်မယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့တဲရမပြောတော့အမှန်စကားများအစီအစဉ်လေးကိုစောင့်မြော်နေကြတဲ့တောက်ကြာသားသမီးမိတ်ဆွေများအတွက်23ရက်3လ2025မှာ29ရက်3လ2025တပတ်တာကံကြမ္မာဖတ်ကြားမှာပဲဖြစ်ပါလိမ့်ရှင်။တောက်ကြာသားသမီးမိတ်ဆွေများအားလုံးလူရဆန္ဒပြည့်ကြပါစေ။ ကိုစိတ်နှပါလုံးကြည်တာရှင်ပြရှိကြပါစေလို့ဆုမတောင်းလိုက်ပါလိမ့်ရှင်။တောက်ကြသားသမီးမိတ်ဆွေများတပတ်တာကာလအတွင်းမှာသွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးဂရုစိုက်ပေးပါ။သွေးတိုးသွေးကြမမှန်တာဖြစ်တတ်ပါတယ်။အဆိပ်ရှိတဲ့တက်တော်များရဲ့အန်ဒီရဲ့ဂျုံတတ်ပါတယ်။အိမ်မွေးတရိတ်ဆန်မွေးတဲ့မိတ်ဆွေများကတော့မိမိမွေးတဲ့တရိတ်ဆန်ဒီပေါ်မှာအရန်ကြီးပေါ့နော်မယုံပါနဲ့ဒီကာလမှာ အိမ်မတရိတ်ဆန်နဲ့ပတ်သက်ပြီးတော့အန်ဒီရရှိတဲ့အတွက်ဗီယူဆိုင်ပေးပါလက်လာပါတွေရရှိလာပါလိမ့်မယ်မိမိမျှော်မှန်းထားတဲ့အရာလေးတွေရလာဖို့ရှိပါတယ်ဒါကြောင့်မို့လို့တိုင်ဃာတော်တွေဆွန်လောင်းတာတိုင်ဃာတော်တွေကိုလမ်းစိတ်လှူတာဒါလေးတွေလုပ်ပေးမယ်ဆိုရင်လက်လာပါတွေရှင်လာပါလိမ့်မယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကြံစီထားတာလေးတွေကြံစီကောင်းနေအောင်မြင်လာပါလိမ့်မယ်။နောက်ပြီးတော့ မိမိရေလုံငန်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့မိတ်ဆွေများဆက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့မိတ်ဆွေများအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲလက်လာပါလေးတွေပွင့်လန်းမှတွေ့ရပါတယ်နောက်ပြီးတော့အိမ်မှာတားငယ်တမိငယ်လေးတွေပေါ့နော်ကလေးငယ်လေးတွေရှိတဲ့မိတ်ဆွေများနော်ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ သတိထားပေးပါဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးကလေးတွေဓာတ်လိုက်တာအန်ဒီယလေးတွေဂျုံတက်ပါတယ်နော်ဒါလေးတွေ view site ပို့အကြံပေးချင်ပါတယ်အဲသူတစ်ပါးဒုက္ခပေးလို့သူတစ်ပါးတိုက်ခိုက်လို့အန်ဒီယရှိတာမျိုးအတွေ့ပါဘူးနော်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဆာမွေးဖြစ်မဲ့သားသမီးတွေမိတ်ဆွေတွေအလွန်ကောင်းတဲ့ကာလပဲဖြစ်ပါတယ်နော်နိုင်ငံခြားခကြီးတွေအားကောင်းပါတယ်အဲ့တော့ဒီတပတ်တာကာလမှာတောက်ကြသားသမီးမိတ်ဆွေများက မိမိရဲ့ယုံကြည်မှုပေါ်မှာမိမိဆုံးဖြတ်ချက်ခိုင်ခံမယ်မှာ ਨੇ ရှောင်းလန်းမှာအဲ့ဒါဆိုလို့ရှိရင်အဆဆရရအောင်မြင်ပါလိမ့်မယ်အဲ့တော့32ပုံသားဝိနည်းများစွာတတ္တဝါတွေကိုမြေတားလေးပို့ပြီးပါဖြူစင်တဲ့စိတ်နဲ့အမှန်တကယ်အေးအေးချမ်းချမ်းမိမိကိုမိမိလည်းအေးချမ်းအောင်စိတ်ကိုအရင်ထားပါပြီးရင်တတ္တဝါတွေကိုမြေတားပို့ပြီးပါအဲ့ဒါဆိုလို့ရှိရင်အရာအလုံးဟာအေးအေးချမ်းချမ်းနဲ့အောင်မြင်သွားပါလိမ့်မယ်เนาะ သူတစ်ပါးကမိမိလုပ်တဲ့အလုပ်ပေါ်မှာလာပြီးတော့မကောင်းတဲ့စကားတွေပြောမယ်မကောင်းတာတွေကြံစီတာတွေပြောလာလိမ့်မယ်เนาะဒီဟာလုပ်တာမကောင်းဘူးဟိုဟာပြောင်းလို့ဆိုတာတွေပြောလာခဲ့ရင် လုံးဝနားမယောင်မှုအကြံပေးချင်ပါတယ်နောက်တစ်ခါဆက်တူအစုအဖွဲ့နဲ့ပတ်စံနေငွေတွေအဲထည့်ပြီးတော့ share လုပ်ကြမယ်အလုပ်တွေကိုတော့ရက်ဆိုင်ထားဖို့အကြံပေးချင်ပါတယ်အဲ့တော့ကောင်းတာတွေရရှိလာတော့မှဖြစ်ပါတယ် ရတရားနဲ့ပြောရမယ်ရတရားလေးပေးရမယ်ဆိုလို့ရှိရင်ကျမရင်တောက်ကြသာသီမိတ်ဆွေများဟာနေအိမ်ဖျားចောင်းဆောင်ကိုအဲနေ့တိုင်းပေါ့မနမိုးလင်းတာနဲ့တန်ရှင်ရည်လေးလှုပ်ပေးပါမြတ်စွာဘုရားရှင်ကိုရမျက်ကြီးကို အမွှေးနဲ့သာနဲ့ရေတက်ပယ်ပေးပါနောက်တစ်ခါအိမ်မှာ ခြေထောက်မကောင်းတဲ့ကက်လက်ထိုင်တွေပါရှိရတယ်ဆိုလို့ရှိရင်ဆွန့်ပစ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်မကောင်းတဲ့အညံ့တွေပြေပြောက်သွားပါလိမ့်မယ်သူကတော့ဂုံတော်နဲ့ပဒီလေးဘက်ဒီတပတ်တာကာလာလေးမှာအဋ္ဌံဝင်မယ်ဆိုရင်အရန်ကောင်းသွားပါလိမ့်မယ်ကိုလှုပ်ထားတဲ့အရာတွေပေါ်မှာကောင်းတဲ့အလုပ်တွေလုပ်ခဲ့တာတွေမကောင်းတာတွေလုပ်ခဲ့တာတွေအားလုံးကိုတစ္ဆာဆိုပြီးတော့လေးလေးနက်နက်နဲ့တိုင်တယ်မယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံကြမ္မာညံ့နေလားအားလုံးလုံးမြောက်သွားပါလိမ့်မယ်ရှင်။ အားလုံးမင်္ဂလာပါရှင်။ကျမရဲ့တရမပြောသောအမှန်စကားများအစီအစဉ်လေးကိုစောင့်မြင်နေကြတဲ့စနေသားမိမိတ်ဆွေများအတွက်23ရက်3လ2025မှ29ရက်3လ2025တပတ်တာကံကျမဖတ်ကြားပေးမှာပဲဖြစ်ပါရရှင်။စနေသားမိမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါလုံးကြည်သာရှင်ပြရှိကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။စနေသားမိမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်တာကာလအတွင်းမှာ မိမိယုံကြည်မှုကအရန်လွန်ခဲ့ပြီးတော့မိသားစုကြားထဲမှာတယောက်နဲ့တယောက်စကားမှပြောမှဆိုမှလေးတွေဖြစ်တတ်ပါတယ်။ကိုပြောတာမှအမှန်ကိုလုပ်တာမှအမှန်ဆိုတဲ့တည်ယူတဲ့စိတ်ကလေးတွေကိုစနေသားသမီးမိတ်ဆွေများအနှင်းငယ်လေးလျှော့ပေးပါလို့အကြံပေးချင်ပါတယ်ရှင်။စိုင်းတိုင်းဖွင့်မှုကြံနေတဲ့မိတ်ဆွေများစိုင်းလုပ်ငန်းတွေလုပ်နေတဲ့မိတ်ဆွေများ เนาะအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။ဆိုင်ငန်းရှာနေတဲ့မိษွေများလည်းဆိုင်ငန်းတခန်းကိုလွယ်လွယ်ကူကူရပါလိမ့်မယ်။အရှိတောင်ရက်ကိုလှည့်သော ဆိုင်ကိုရခဲ့ရင်အရန်ကောင်းမွန်တယ်လို့ပြောချင်ပါတယ်ရှင်။နောက်တစ်ခုကလက်လာပါတွေနဲ့ပတ်သက်ပြီးတော့ဝင်လာပါလိမ့်မယ်။ညချမ်းအယောင်းဝယ်လုပ်တဲ့မိစေများလည်းအလွန်ကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။ယာရုတိုးရန်ကြံစီနေတဲ့မိစေများယာရုတိုးရန်ရှိနေတဲ့မိစေများလည်း အောင်မြင်ပါလိမ့်မယ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းကောင်းတဲ့ရင်နေကြားလာရတတ်ပါတယ်အဲဒီတပတ်မှာစနေသားပြီးမိတ်ဆွေများကခยีနဲ့ပတ်သက်ပြီးတော့အနေငယ်ညံ့ပါတယ်ဒါကြောင့်မို့လို့ဖြစ်နိုင်ရင်ခยีသွားခြင်းကိုဆိုင်းငံ့ထားဖို့အကြံပေးခြင်းပါတယ်ရှင်သူတစ်ပါးကိတ် ကိစ္စကကိုကိစ္စဖြစ်တတ်ပါတယ်သူတစ်ပါးကိစ္စမှာဝင်ပါတာတွေမလုပ်ပါနဲ့သူတစ်ပါးကိစ္စဝင်ပါလို့တရားတော်ဘောင်ကြီးရင်ဆိုင်ရတာရုပ်ပြေကနာရောက်တာဓာရီတွေ့ရတတ်ပါတယ်အဲ့ဒါလေးတွေတော့ဆင်ញင်ပါလို့အကြံပေးခြင်းပါတယ်မိမိကို သူတစ်ပါးကဒုက္ခပေးလို့မကောင်းတာတွေဖြစ်ဖို့မရှိပါဘူးသူတစ်ပါး ဒုက္ခပေးတာတွေမတွေ့ရပါဘူးအဲ့တော့ကိုလှုပ်တဲ့အလုပ်ပေါ်မှာကိုယုံကြည်မှုထားပေးပါမိမိလှုပ်တဲ့အလုပ်တိုင်းစီမိမိဘဝဖြစ်ပါတယ်မိမိပြောသောစကားမိမိလှုပ်သောအလုပ်တွေဟာမိမိအတွက်အရာအလုံးဟာဖန်တီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းတာတွေတွေးမယ်ကောင်းတာတွေလှုပ်မယ်နောက်တစ်ခါငယ်ရွယ်တဲ့သားငယ်သမီးသမီးငယ်များတရီထားပေးပါအခြေရေးနဲ့ပတ်သက်ပြီးတော့เนาะသူတစ်ပါးကလိမ့်လဲလှဲ့ပြားတာလေးတွေ ခံရတတ်ပါတယ်เนาะအခြေနဲ့ပတ်သက်ပြီးတော့လိန်လေတာလေးတွေတွေ့တတ်ပါတယ်ဒါကြောင့်မလို့ခရီးဆိုင်ပေးပါနောက်တစ်ခုကသူတော်ဘာတိုက်ခိုက်လို့မိသားစုထဲမှာဖယိုဖယဲဖြစ်တတ်ပါတယ်နောက်တစ်ခုကအိအနီးပတ်ဝန်းကျင်မှာခြံနဲ့ပတ်သက်တာเนาะခြံစီကိုခတ်လို့စကားများတာတို့ဘာလို့အဲ့ဒါလေးတွေဖြစ်တတ်တယ်ဒါလေးတွေခရီးဆိုင်ပေးပါเนาะရရပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် မိမိရဲ့အိမ်ကအိမ်မှာရှိတဲ့တက်ကြီးရွယ်အိုတူးကိုပေါ့နော်တက်ကြီးရွယ်အိုတူးကိုအဲစေဝတ်တက်စာလှူဒန်းပေးပါနောက်တစ်ခုကကြီးခဲ့တဲ့ပုံကိုတွေကိုတယောကင်မောနဲ့ခေါင်းလျှော်ရေးလေးပေါ့နော်ဖြစ်နိုင်ရင်ဝယ်ပြီးတော့အလှူလေးလှုပ်လိုက်ပါအဲ့ဒါဆိုရင်မိမိရဲ့မကောင်းတဲ့အញ្ញန်ခိုက်တွေပြေပြောက်သွားပါလိမ့်မယ်နောက်တစ်ခါ အနုတ္တရပုရိသဓမ္မတာရတိခုံတော်ကိုပရိ6ပတ်စိတ်ပြီးတော့မိမိရဲ့ပူပင်မှုတွေအလုံးငြိမ်းချမ်းမှုလေးတွေဆူတောင်းပေးပါအလုံးအေးချမ်းမှုလေးတွေရကြပါစေရှင်။